ကောင်းကြီးဓမ္မဒိဋ္ဌိဆိုတာဘုန်းကြီးတို့တွေမှတ်ရမှာအတိဉာဏ်ကိုခေါ်တယ်အတိဉာဏ်မှာ level ကြီးဒီဂရီရှိတယ်အတိဉာဏ်ဆိုတာမြင်တယ်အခြေခံအားဖြင့်ဘာကိုမြင်လဲကံဒီတာလင်းငါပိုင်တဲ့အရာနာဟာငါနဲ့သက်ဆိုင်တာလို့ကိုလို့တဲ့ကံကိုနဲ့သက်ဆိုင်တယ်လို့မြင်တဲ့အမြင်အခြေခံအားဖြင့်မြင်တဲ့အမြင်တစ်ခုပဲ သို့တော့အထက်ကညာနေတဲ့စာလို့ရှင်အပြော့တယ်သူဖယ်ရှားပြနေတာကကံကံရင်ကျိုးငင်းပယ်တဲ့မိစ္ဆာတဲ့ကြည့်ဆိုတာတော့ပဲသူဖယ်ရှားနေတယ်ပေါ့ကဲသူရဲ့အစဉ်မြင်လာကြတော့ဝိပဿနာတမာတိကြီးသင်္ခါရတရားတွေနဲ့ပတ်သက်ပြီးတော့အေးတတ္တဝါဆိုတဲ့အမြင်လေးကရှိနေသေးတယ်ယုံနေတဲ့နှမျိုးသားဆိုတဲ့အမြင်မရှိဘူးတတ္တဝါဆိုတဲ့အမြင်ရှိနေတဲ့ အဲ့ဒီအမြင်ကိုဖယ်ရှားပြလိုက်ပြီးတော့ရုပ်နဲ့နဲ့မျိုးလားမြင်တယ်ဆိုတော့ဟောဒီဘက်ရုပ်နဲ့နဲ့မျိုးတွေမြင်ဘူးကဘူးထိုရုပ်နဲ့ဆိုတဲ့သင်္ခါရတရားတွေဟာမမြဲဘူးအနိစ္စဆင်းရဲတဲ့ဒုက္ခဥပပိုင်မှုအနတ္တဒီတော်တွေကမြင်လားဟောမြင်မှုတွေကအစိမ့်တက်တာသမဏသာသနာသမာဓိဆိုတာကြတော့သမာဓိစွမ်းအားတွေနဲ့ပတ်သက်တာလေ အသိဉာဏ်တွေရလာတယ်အဘိဉာဏ်တွေရလာတယ်ထူးခြားတဲ့အဉာဏ်တွေရလာတယ်ဟောဝိပဿနာသမာဓိဋ္ဌိကလည်းရင့်တန်လာလို့ရပ်သွားတဲ့မှာမက္ခသမာဓိမက္ခသမာဓိဋ္ဌိကျတော့ဒုက္ခနေရောဓလို့ခေါ်တယ်ဒုက္ခအာရုံ၆ရာဖြစ်တဲ့နိဗ္ဗာန်မြင်ပြီဘုန်းကြီးတို့တွေကအခုချိန်မှာမှန်းဆပြီးတော့ဒါနိဗ္ဗာန်ပြောနေကြတာနိဗ္ဗာန်မမြင်သေးဘူး နိဗ္ဗာန်ကိုမြင်နိုင်တာကကုသဏ္ဍာန်မျက်စိပုံမှာမြင်တာ။အဲဒီကြရင်တော့ကိုတွေ့မြင်ရပြီ။ခုချိန်မှာမှန်းဆပြီးတော့ပြောနေကြ။ဟောထားတဲ့တရားနာရွေးဖြစ်စေ။ဒီတော့ကောင်းနေပြောထားတဲ့ငါကြားရွေးဖြစ်စေ။အော်နိဗ္ဗာန်ဆိုတာဒီလိုလေ။ဒီလိုဟာမျိုးမြင်နေ။အဲဝိပဿနာတမာရိတိယဉ်တန်တို့ မက္ကတမရေတိသံသမရေတိရောက်သွားပြီဆိုရင်သင်္ခါရတွေလည်းခြုံငင်းရလုံးဝဒုက္ခရဲ့ခြုံငင်းရနေပါကိုယ်တိုင်ကိုယ်ကျရှင်းရှင်းလင်းလင်းကြီးမြင်သွားပြီတဲ့ဟောအမြင်ဟာတခုနဲ့တခုအမြတမ်းမြင်ခဲ့တဲ့နေပါဘုန်းကြီးတို့တွေ၄၀မြင်နေတဲ့မျက်လုံးကမြင်နေတဲ့အမြင်နဲ့အမြတမ်းမှခြားလာမျက်စိအမြင်ဆိုတာနော်တာမန် မျက်စိထဲမှာထင်ဟပ်လာတဲ့အရာပဲမြင်ရမျက်စိနဲ့မမြင်နိုင်တာတွေအများကြီးပဲအဲ့ဒီလေအတိညာလို့ဆိုတဲ့အခါမှာလည်းအတိညာမှာအဆင့်တည်းဒီလိုရှိတယ်လို့ဒါတော့ပေါ့ဟုတ်ဒီကောင်းပြီ right view right understanding လို့ခေါ်တယ်ထူးခြားတဲ့ဉာဏ်ဉာဏ်တွေမှန်ကန်တဲ့ဉာဏ်အမြင်တွေကိုသာဝရိတိလို့ခေါ်ပြီးတဲ့ ဒါတမာဒိဋ္ဌိဆိုတာဘာလဲတမာဒိဋ္ဌိအမျိုးအစားတစ်ခုရှိတယ်ဆိုတဲ့မတ္တယ